ခြံခွက်ဈေးတတာနဲ့အခုလိုအင်ဂျင်အင်ကောင်တစ်လုံးကိုတိမ်2850နဲ့ပိုင်ဆိုင်ဖို့ဆိုတာတော်တော်ခဲရင်နေပြီးတော့နေရာကပြုံးလင်မျိုးကျွန်တော်ဒါအနည်းစကန်အောင်ချမ်းသာအင်တာထဲမှာရှိတယ်ဒီလိုမင်းလမ်းမအတင်းကြီးမှာရှိတယ်ကျွန်တော်ဒါအင်္ဂလိပ်တစ်လုံးဖြစ်ပါတယ်ခင်ဗျာပတ်ဝန်းကျင်မှာဒီတော့အိမ်လက်လာလေးတွေနဲ့စီစီကြီးရှိနေပြီးတော့မှမန္တလေးပြုံးလင်လမ်းရွှေလမ်းမနဲ့လည်းအနီးနားမှာရှိတဲ့အင်္ဂလိပ်တစ်လုံးကိုကျွန်တော်ကဒီနေ့ရောင်းချပေးမယ်ဒီအင်္ဂလိပ်ကလေနံပါတ်1 ကျွန်တော်တို့ကမြေမျိုးစားခိုင်ပါတယ်ပြီးတော့ပစ္စည်း quality ကောင်းကောင်းနဲ့တိစောက်ထားတဲ့အိမ်တစ်လုံးဖြစ်တယ်ခြံကျဲတယ်ပြီးတော့အလက်ညှက်နာအရန်ကောင်းတယ်ပိုင်ဆိုင်မှုအားကောင်းတယ်အိမ်ဖွဲ့စည်းမှုအားကောင်းတဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျချဲကျဲကညှက်နာစား40ဖြစ်တယ်ဒီဘက်က60ဖြစ်တယ်အဲ့တော့ပေး40 60အကျယ်ပေါ်မှာတိစောက်ထားတဲ့အိမ်ခန်း၄ခန်းပါတယ်အိမ်ကြီးတစ်လုံးဖြစ်ပါတယ်ခင်ဗျအိမ်ခန်း၄ခန်းထဲမှာကျွန်တော်တို့က master bedroom ကတစ်ခန်းပါတယ် single bedroom ကကျွန်တော်တို့က၃ခန်းပါတယ်ပြီးတော့ဖွဲ့စည်းမှုအားကောင်းကောင်းနဲ့တိစောက်ထားတဲ့အိမ်လက်လက်လေးတစ်လုံးဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကဒီခြံဝန်းတကားအလှတွေဆိုရင်ဒီမှာ ဟင်းစရာခန်းခန်းခက်ခက်နဲ့ quality ကောင်းတဲ့ပစ္စည်းမျိုးစားတွေကျွန်တော်အသုံးပြုခရာကိုတွေ့မြင်ရမယ်ဒီမှာမီဆိုင်မီသီးလေးတွေအားစားအကုန်ကိုအဆင်ပြေတယ် channel မှာလည်းကျွန်တော်တို့ကဟိုမှာဒစီရထားတယ်ဒီချိန်မှာလည်းနောက်ဒစီလောက်ရက်လို့ရတဲ့အနေအနေထားပြီးတော့ဒီမှာလည်းနောက်ဒစီလောက်ရက်လို့ရနိုင်တယ်ပြီးတော့ chain space ကလည်းတော်တော်ကိုကျယ်တဲ့အပြင်ကိုတစ်ပင်ပန်းပန်းလေးတွေစိုက်ပျိုးခြင်းနဲ့မိတ်ဆွေအတွက်ဆိုရင်လည်းဒီမှာပေါင်လေးနဲ့ဒါတော့အခုတော့တက်တလော့နည်းနည်းပေါ့နော်မိုးရသည်ဆိုတော့ခြုံလေးတော့ထားနေမှာပေါင်လေးနဲ့တစ်ပင်ပန်းပန်းလေးစိုက်ပျိုးလို့ရနိုင်တဲ့အနေထားတစ်ခုဖြစ်တယ်ပြီးတော့ ancient မှာလည်းဒီလိုပန်းပေါင်လေးတွေနဲ့ ဟမ်ကျွန်တော်ဒါ flower box တွေနဲ့ထားပြီးတော့မှလဲကျွန်တော်ဒါ family တွေစိုက်ပြလို့ရနိုင်တယ်ကဲအိမ်နောက်သွားကြည့် main ကားကနေကျွန်တော်ဒါဝင်ချင်းမှဆိုရင်ဒကမာကြီးတွေဆိုရင်ကျွန်တော်ဒါ quality ကောင်းတဲ့ပေးရတဲ့ဈေးနဲ့တန်တဲ့ဒါပစ္စည်း quality ကောင်းအောင်လို့ကျွန်တော်တို့အသုံးပြုပေးထားရတယ်ဒီမှာ big cloud တွေကစတော်တော် quality ကောင်းတယ်ပြီးတော့ဒီခန်းလေးဆိုရင်ဒါကျွန်တော်ဒါကလေးတွေလည်းကစားလို့ရတယ်လို့ပြီးတော့လူကြီးသူငယ်လူကြီးသူမတွေပြီးဆာဘာခန့် area လည်းပြုလုပ်လို့ရနိုင်တယ်ပြီးတော့နောက်ခု private area တွေလာတယ်ဆိုရင်လည်းဒီမှာ ဧကံလို့ရနိုင်တဲ့အနေဒါတခုဖြစ်ပါတယ်ခင်ဗျာဒီလေကအောက်မှာဆိုရင်လည်းနောက်ထပ်ကျွန်တော်တို့ဒါဆိုဖာလေးတွေထားပြီးတော့မှကျွန်တော်တို့အေကံလေးလည်းပြလို့လို့ရနိုင်တယ်ပြီးတော့အောက်ထပ်မှာကျွန်တော်တို့ဒီဘက်ခါမှာဆိုရင်အိတ်ခန်းကျဲကျဲကျွန်တော်တို့ဒါ single bed တော့တခန်းရှိပါတယ်ပြီးတော့ဒီနေရာ area လေးကတော့ဒါထမင်းစားကန်းနဲ့ဒါမြို့ကန် area လေးဖြစ်မယ်အပြင်ကလည်းဒီမှာလေကားလေးနဲ့ဟောထပ်ပြီးတော့လဲအပြင်ကဒါကျွန်တော်တို့ထပ်လို့ရနိုင်တယ်ပြီးတော့အပြင်မှာလည်းကျွန်တော်ရေကန်တွေလည်းရှိတယ်ဒီမှာ car parking ထားတဲ့နေရာနဲ့ ီလိုလေးကျွန်တော်တို့ဆက်ဆက်ထားအောင်လည်းတွေ့မြင်မှာဖြစ်ပါတယ်။ဒီမှာချက်ပြုတ်ပြင်ဆင်လို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်အောင်လည်းကျွန်တော်တို့ကြွေပြားလေးကတ်ထားတဲ့ YouTube တွေဆိုရင်လည်းအများကြီးပဲကျွန်တော်တို့အကုန်လုံးတက်ဆင်ပေးထားတယ်။ဒီမှာရီဘူးရီအေး system တွေပါတဲ့ဆိုတဲ့အခါကျတော့အဲချက်ပြုတ်မယ်ဆိုရင်လည်းဒါဒီပတ်နှစ်ခုနဲ့လည်းကျွန်တော်တို့ပြုလို့ရနိုင်တယ်ကက်ဘိနက်တွေကိုလည်းဒီလိုလေးသေချာတသက်ကက်ကက်လောက်ထားရလဲအရန်ကောင်းနေပြီးတော့ကျွန်တော်တို့ exhaust fan တွေလည်းပါတယ်မျက်နှာကြအားလည်းတော်တော်မြင့်နေကြွေပြားလေးလည်းတသက်ရတသက်ကက်ကက်လေးနဲ့ကျွန်တော်တို့ ခင်းကျစ်ပြတာတွေ့မြင်မှာဖြစ်ပါတယ်ပြီးတော့အများဆုံးရေချိုးကအင်တာကိုရုံတာဒီဘက်မှာရုံတာတွေ့ထတာဖြစ်ပါတယ်မိုက်ဒါဆိုရင်အပေါ်တက်ကြည့်မယ်အပေါ်ဆိုရင်ကျော်တာလေကားလေးရဲ့လက်ရမ်းနေဆိုရင်ဒီလိုစတီနဲ့ကျော်တာအလားစင်ထားတယ်ပြီးတော့ဒီလက်ကခုနေဆိုရင်ချွေပြားလေးတွေခင်းပြီးတော့မှအယောင်လေးတွေဆိုရင်ငြိမ်နေတဲ့ခဲကလာတွေပဲကျွန်တော်တုံးပြပြထားဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဖျားကန်းက ဒါကျွန်တော်တို့လည်းဒီအထက်မှာရှိပါတယ်ခင်ဗျာအမှဖျားကဲ area ဆိုရင်လည်းဒီလိုလေးကြည်လင်တရှင်တောက်ပပြီးတော့အကျယ်ကြီးပဲဖျားကဲမျက်နှာချက်အလှဆိုရင်ဒီမှာဗီဇာကလေးတွေထွန်းထားပြီးတော့မျက်နှာချက်လေးတွေဖော်ထားတာလည်းလေပြီးတော့စီလင်ရဲ့ lighting အလှကလည်းလုံးဝကိုငြိမ်းနေတာပဲဒီမှာအလူတန်းနေလုံးမယ်ပြီးတော့ဧည့်သည်တွေဖိတ်ခေါ်မယ်ဆိုရင်ဟိုလုံးလုံးလောက်လောက်နဲ့ကြကြဲဝန်းဝန်းရှိနိုင်တဲ့ကျွန်တော်တို့အနေအထားတစ်ခုဖြစ်ပါတယ်ခင်ဗျာပြီးတော့ဒီထက်မှာဆိုရင်ကျွန်တော်အိတ်ခန်းကနှစ်ခန်းပါပါတယ်မာစတာဘက်ရုံးတစ်ခန်းဆင်ငယ်တစ်ခန်း အိတ်ခမ်းနိုင်အိမ်ခမ်းနိုင်မှာကျွန်တော်ဒါတုံးထားတဲ့ quality တွေဆိုရင်တကယ်ကိုပေးရတဲ့ဈေးနဲ့တန်တဲ့ performance မျိုးကိုရတာကိုကျွန်တော်ခံစားမိတယ်ဒီမှာဒေတာအစစ်တွေလည်းအသုံးပြုပေးထားတယ်ပြီးတော့ဟာတက်တက်ကက်လေးနဲ့တော့ micro တွေလည်းကျွန်တော်ဒါအကုန်လုံးတက်ဆင်ပေးထားတယ်နောက်တစ်ခုကဩညအိမီလီတွေအစားပြီးတော့ကျွန်တော်ဒါဒီကလေလုံးဝအစ်စ်မှာတစိမ့်တော့မခွာသေးတဲ့ဒီလိုအလူမီနီယံတော့တွေနဲ့လည်းကျွန်တော်ဒါအိတ်ခမ်းနိုင်ဟောလာစံတော့တွေ့များဖြစ်ပါတယ်ခင်ဗျာ ဒီကန်လေးကဒါကျွန်တော်တို့မာစတာဘန်တော်တခန်းဖြစ်တယ်ဒီမှာဆိုရင်ကျွေပြားတွေခင်းထားတယ်ကျွေပြားတွေကတ်ထားတယ်ပြီးတော့ကျွန်တော်တို့ရေဘူးရေအေးတွေလည်းအကုန်တက်ဆင်ပေးထားတာဖြစ်ပါတယ်ဒီလိုလေးအပြင်တို့လေးထွက်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒါနောက်ထပ်ဝရဏကြဲကြဲလေးတစ်ခုကဒီဘက်မှာဖျားကဲ area နဲ့ကျွန်တော်တို့ဒါဆက်ထားတဲ့ဒီလိုဝရဏလေးကလည်းပဝန်းညံလာကိုခန်းစားကြည့်ရှုလို့ရနိုင်တဲ့အပြင်ကိုမှာအိမ်ုံလေး color လေးတွေပြေးထားတာဆိုပြီးတော့နောက်ခုကျတော့ဒီလိုရွှေလာငွေလာလေးဥနာအလှဆင်ပြီးတော့မှကတ်ထားတာလည်းလေဒီအိမ်ရဲ့ဒါ ခန်းနာထဲဝါမှုပြီးတဲ့ခါကျတော့စက်တည်ရှိမှုလဲကျွန်တော်ဒါလုံးဝပေါ်ပြတဲ့အနေအထားတစ်ခုလဲကျွန်တော်ခံစားရတာဖြစ်ပါတယ်ခင်ဗျ။ကဲအပေါ်တက်ကြည့်မယ်။ဒီညကဒါကြောင့်ဒါဧည့်သည်လာရင်လဲနားယူလို့ရနိုင်တဲ့ဒါ area လေးဖြစ်မယ်။ပြီးတော့ lighting အနေအလင်းရောင်အားတွေရောက်ဖို့အတွက်ကိုလဲကျွန်တော်ဒါတည်တည်ချာလေးတိစောက်ပေးထားတော့တွေ့မြင်ရမယ်။ပြီးတော့ကျွန်တော်ဒါလူငယ်တွေအကြိုက်အာတကယ်ကိုတိုက်တဲ့လေတွေကလေအေးဆန်းတာပဲတကယ်ကိုမေမျိုးဖိုက်ကိုအပြည့်ဝရရှိပြီးတော့မှတောင်းတောင်းတဲ့အလားတွေကိုလဲအကုန်မြင်ရနိုင်တဲ့ ကျွန်တော်ဒါနေရာတနေရာမှာရှိတဲ့ဒီလိုလေးအိမ်လလလေးတလုံးဖြစ်ပါတယ်ဒီမှာအသင့်နေထိုင်အောင်ဖြစ်အောင် system ကြအောင် တိစောက်ထားတဲ့ဖွဲ့စည်းမှုအနေထားလည်းလေအရန်ကိုကောင်းတဲ့အနေထားတစ်ခုဖြစ်တယ်ဒီနေရာမှာကျွန်တော်တို့ဒါအနားယူမယ်မိတ်ဆွေတကယ်ချင်းတွေနဲ့ချဲမယ်အကုန်ကိုပြည့်စုံတယ်ပုံဝင်ချက်မှာအိမ်လေးလက်ကြည့်လာမှာလူလင်းနေပြီမှာအိမ်လေးတွေလည်းရှိတယ်ဘဝချက်မှာလည်းအိမ်လှလာလည်းရှိတယ်ပြီးတော့ဒီနေရာကလေလုံးဝလမ်းမတန်းမှာတွေ့လားရက်ကွက်မိန်လမ်းမအတီးမှာရှိတဲ့ အင်္ဂလလာလေးတက်လို့ဖြစ်ပါတယ်ခင်ဗျာကဲဒီလိုစိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ဆက်သွယ်မေးမြန်းမှုအတွက် recommend ပေးလိုက်ပါစေဒေါက်တာဆုမဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါ